ျွန်တော်အရင်ကအချိန်ကိုတန်ဖိုးထားတာကမသိခဲ့ကျွန်တော်ညဆိုလဲအချိန်နဲ့ချိန်မှာကျွန်တော်အဲ့တယ်မနက်ဆိုလဲကျွန်တော်ထားခြင်းနဲ့ချိန်မှာကျွန်တော်ထားအစားဆိုလဲကျွန်တော်စားခြင်းနဲ့ချိန်မှာကျွန်တော်စားဖြစ်တယ်လို့လည်းပြောတယ်ကျွန်တော်အခုဆိုရင်အချိန်ကိုတန်ဖိုးထားတာကမသိပါမနက်ဆိုအစောကြီးထားထမင်းချက်တယ်နှင်းချက်တယ်ရေတင်တယ်ဖုန်းအားတွေတင်တယ်ဝေးလျှော်တယ် ဘာဖြစ်လို့လဲဆိုတော့မနက်၈နာရီမှာပြက်မယ်မိရ6နာရီလည်းပြက်ချင်ပြက်သွားတာပဲသူတနေကုန်လည်းပြန်လာခြင်းမလာမလာခြင်းလည်းမလာမိရပြက်ချင်တဲ့ချိန်ပြက်လာခြင်းတဲ့ချိန်လာအဲ့တော့ကျွန်တော်အရင်လိုပေါ့ပြက်ပြက်နဲ့နေလို့မရတော့ကျွန်တော်အချိန်ကိုတန်ဖိုးထားရတော့ကျွန်တော်အခုလိုအချိန်ကိုတန်ဖိုးထားတဲ့လူတစ်ယောက်ဖြစ်အောင် ပြုပြင်ပြောင်းလဲပေးခဲ့တယ် EBC ကိုတိတ်ကျေးဇူးတင်ပါဗျာ